အားလုံးပဲမင်္ဂလာပါဒီဆက်ဆက်သမောမှာစူးစမ်းနေတဲ့ဒါမိသားစုဝင်များကိုပေါ့နော်ကျွန်တော်မျှဝေပေးချင်တဲ့အချက်လေး၅ချက်ရှိပါတယ်ဆက်ဆက်သမောမှာဝင်လာတဲ့စူးစမ်းတဲ့ဘာကြောင့်မအောင်မြင်တာလဲဘာဖြစ်လို့တို့လိုချင်တဲ့အတိုင်းမရတာလဲတို့တို့တို့စူးစမ်းတဲ့ဒါမှမဟုတ်တို့တို့တို့မဖြစ်နိုင်ဘူးလို့ထင်ပြီးထွက်သွားရတာလဲဆိုတော့ဒီနေ့မိတ်ဆွေတို့ကျွန်တော်ဒီအချက်လေး၅ချက်နဲ့မျှဝေဆက်ဆက်သမောမှာကျွန်တော်တို့ဝင်လာတဲ့သူတိုင်း เนาะကျွန်တော်လာပြီးစူးစမ်းတဲ့သူတိုင်းသူတိုင်းမှာရှင်းတဲ့ရှင်းတိုက်တဲ့ဒီအချက်လေး၅ချက်ကိုကျွန်တော်သိဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ပဲဒီဗီဒီယိုဖိုင်လေးကိုမကြော်တော့နဲ့စုံအောင်တခြားလေးနားထောင်သွားပါ။လူတော်တော်များကကျွန်တော်တို့ထားတဲ့စူးစမ်းဖို့အတွက်ဒါမှမဟုတ်ဒီနေ့ကိုကိုကိုပေါ့เนาะအဲဘာဖြစ်ဆိုကိုကိုကို အားမရတာတော့ကိုကိုအလိုလိုအဲပုံမျိုးပေါ့เนาะဒါကြောင့်မလို့ဒီနေ့မိတ်ဆွေတို့ဒီအချက်လေး၅ချက်ကိုဒီနေ့မိတ်ဆွေတို့တေချာစောင့်အောင်နားထောင်သွားပါ နံပါတ်1အချက်ကကိုကိုကိုအားငယ်တဲ့စိတ်ကျွန်တော်ကစူးစမ်းဖို့အတွက်ဝင်လာတယ်ဒီနေ့ကိုကိုအားငယ်တယ်ငါမတက်ဘူးငါမလှုပ်တက်ဘူးငါမဖြစ်ဘူးငါမကျွမ်းကျင်ဘူးငါမတော်ဘူးဒီနေ့ကျွန်တော်ဆက်ဆက်မှုမှာတော်စရာမလိုဘူးဆရာမလိုဘူးကျွမ်းကျင်စရာမလိုဘူးမိတ်ဆွေကတကယ်အောင်မြင်ခြင်းနဲ့သူတရားဖြစ်ခြင်းနဲ့မိတ်ဆွေကဆက်ဆက်မှုမှာတကယ်အောင်မြင်အောင်စူးစမ်းခြင်းသူတရားဖြစ်ခြင်းနဲ့ဆိုရင် ဒီကိုကိုကိုအားငယ်နေတဲ့စိတ်ကိုကိုကိုဒီနေ့တိမ်ငယ်နေတဲ့စိတ်ငါမဖြစ်နိုင်ဘူးကိုကိုကိုအထင်သေးနေတဲ့စိတ်ကိုစာပြီးကိုကိုကိုဖြောက်လိုက်ပါဟုတ်လားကိုကိုကိုယုံကြည်မှုအပြည့်ဝထားပါဟုတ်လားအာငါလုတ်မဖြစ်နိုင်တဲ့ငါငါကယုံကြည်တယ်ဆိုတဲ့စိတ်ကျွန်တော်မွေးရမယ်အဲကျွန်တော်တို့ကိုကိုအားငယ်တယ်ငယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးဝရှစ်ဆက်ပြအလုပ်လုပ်လို့မရတော့ဘူး။နံပါတ်2ကတော့မလုံရသေးဘူးကျွန်တော်တို့ဘာကိုဘာဆိုဘာမှမလုံရသေးဘူးမဖြစ်နိုင်ဘူးလို့ကြိုတွေးတဲ့စိတ် ဘာမလွားသူစက်စက်မမဒီနေ့ပဲဝင်လာတယ်မနေ့တနေ့ကပဲစဝင်လာတယ်မနေ့တနေ့ကပဲအစ်စကီတီဟုတ်လားဘာမှမလွားသူကျွန်တော်ဖြစ်နေတော့မှမဟုတ်ဘူးဒါဆိုရင်ဒီနေ့ကျွန်တော်မဖြစ်နိုင်ဘူးလို့ထင်တယ်မမဘာကြောင့်300ပန်းနဲ့အသိန်းဝင်ပြီးဘာကြောင့်အစ်စကီတီပိတ်ခဲ့တယ်ဒီနေ့ကိုကိုကိုယုံကြည်လို့ငါဖြစ်နိုင်တယ်ငါလုံနိုင်တယ်ကိုကိုကိုဒီနေ့ကိုအစ်စကီတီဖွင့်ခဲ့တာမလားဒါဆိုရင်ဒီနေ့ကိုကိုကိုဘာမှမလွားသူပဲနဲ့အလုပ်တစ်ခုကိုကျွန်တော်မတွေးနဲ့နော် ဟုတ်လားဒီနေ့ကိုကြိုတွေးနေမယ့်အစားကျွန်တော်တို့မလုံရသေးတဲ့အရာကိုကျွန်တော်တို့ကဆက်လုပ်ပါလုပ်ပါမများလုပ်ပါမလုံရသေးဘဲနဲ့ကျွန်တော်မဖြစ်နိုင်ဘူးလို့ကြိုတွေးနေမယ့်အစားကျွန်တော်တို့ဒီမလုံရရှိနေသေးတဲ့အရာကိုကျွန်တော်တို့ကများများလုပ်ဖို့လိုအပ်တယ်ခင်ဗျာနော်ကျွန်တော်ပြောချင်တာကဒီနေ့ဆက်ဆက်မှုမှာစူးစမ်းနေတဲ့ပြုံဝင်များကိုကျွန်တော်ပြောချင်တာဘာမှမလုံရသေးတဲ့အရာကိုကြိုမတွေးမလုံသေးတဲ့အရာကိုကြိုတွေးခြင်းဒီကိုယ့်အတွက်ဒါအောင်မြင်မှုကိုတော့တဲ့အခါမှာချဆုံးစေတဲ့အခုဖြစ်တယ် ။နံပါတ်3ချက်ကကိုကိုကိုယုံကြည်မှုအားနည်းတဲ့စိတ်ပေါ့။အမှအဲ့ဒီယုံကြည်မှုကပိုပြီးအရင်ကြီးကြည့်တယ်။ကိုကိုကိုယုံကြည်မှုအားနည်းတယ်။အဲပြီးလို့ရှိကျွန်တော်တို့ကမယုံကြည်တဲ့အပြင်မှာဒီနေ့ကိုလုံးနေတဲ့ကိုယ့်ရဲ့ company နာကိုယ့်ရဲ့အထက် line အ line ဖိစစ်ကိုလေယုံကြည်မှုတွေအားနည်းတယ်။ကျွန်တော်ကအလုပ်တစ်ခုလုပ်တဲ့အခါမှာဘာဖြစ်ဖြစ် offline မှာပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့အခါမှာဒီယုံကြည်မှုကပိုပြီးအရင်ကြီးကြည့်တယ်။ယုံကြည်မှုကကြံ့ဆန်းသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဘာဘာမှဆက်လုပ်လို့မရတော့ဘူး။ ကြောင့်ဒီနေ့ကျွန်တော်ကဒီယုံပို့ပြီးစိတ်အားထက်သန်ဖို့လိုတယ်ဒီယုံကျေမှုကပို့ပြီးပြင်းထန်နေဖို့လိုတယ်ယုံကျေမှုကောင်းမှတာလင်းကကျွန်တော်တို့ကဒီပေးအလလိုရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ယုံကျေမှုကအရင်ကမှအရေးကြီးတယ်ဒီနေ့အဲသူများကိုယုံကြည်တာထက်အယောဆုံးမိမိကိုကိုမိမိယုံကြည်တဲ့သူတယောက်လက်ခံတဲ့သူတယောက်နံပါတ်၄ချက်ကကျွန်တော်အောင်မြင်တဲ့သူရဲ့ပြောတဲ့စကားကိုလက်ခံရမယ် တော့အဲ့တော့ခုနကကျွန်တော်အစပိုင်းကပြောတယ်လို့အဲတော်လို့တက်လို့ဝင်လာတဲ့လူတော်တော်များများဆိုလို့ရှိရင်တော့အောင်မြင်နေတဲ့သူတွေအတွေးခွာတယ်ပြောတဲ့အခါမှာလက်မခံတဲ့အရာတွေရှိရယ်မိတ်ဆွေဟာဆက်ဆက်စမောမှာတကယ်မြင်ချင်တဲ့သူလားမိတ်ဆွေဟာတကယ်ဆက်ဆက်စမောမှာနှစ်နှစ်သုံးနှစ်အတွင်းမှာဒိုင်းမွန်ဖြစ်ရှင်တဲ့သူလားဒါဆိုရင်ဒီနေ့ဆက်ဆက်စမောမှာဒိုင်းမွန်ဖြစ်ွားတဲ့သူ တလောက်ကိုတသိန်းပဲရောင်းရတယ်တလောက်ကိုနှစ်သိန်းရောင်းရတယ်တလောက်ခုနှစ်သောင်းခန့်နဲ့၈သောင်းရောင်းရတယ်သူတွေရဲ့သူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့လက်တွေ့သင်ပေးတဲ့အရာတွေကိုမိတ်ဆွေဟာလက်ခံနေတဲ့သူတယောက်ဖြစ်ဖို့လေမိတ်ဆွေဟာဒီနေ့အရာကိုလက်မခံသေးဘူးအဲ့ဒီအရာကိုလက်ခံနေတဲ့သူတယောက်မဟုတ်သေးဘူးဆိုရင်မိတ်ဆွေဟာအောင်မြင်နေတဲ့သူတယောက်မဖြစ်နိုင်သေးဘူးမိတ်ဆွေဟာစီးပွားရေးလေပဲမှာအောင်မြင်ဖို့အတွက်မိတ်ဆွေအတွက်နေရာလမ်းမရှိသေးဘူးဒါကြောင့်ဒီနေ့မိတ်ဆွေဟာအင်ဂျင်တဲ့သူတယောက်ဖြစ်ချင်တဲ့ဆက်ဆက်စမောမှာနှစ်နှစ်သုံးနှစ်အတွင်းမှာ ဒိုင်မွန်ဖြစ်ချင်တယ်ဆိုရင်ဒိုင်မွန်ဖြစ်သွားတယ်သူတို့ရဲ့အတွေ့အကြုံပြောပြပေးတယ်သူတို့သင်ပြပေးတယ်သူတို့ရဲ့လှုပ်ဆောင်မှုတွေအရာတွေကိုပြောပြပေးတဲ့အခါကိုကလက်ခံနိုင်တဲ့သူတယောက်ဖြစ်ရမယ်။နံပါတ်ကအဖွေးစင်းနဲ့အလုံးလှုပ်ဆောင်မှုရှိရမယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဆက်ဆက်မမတော်တော်များများအခုတွေ့ရတဲ့ဆိုရင်ကိုယ့်ဘာသာကိုလုံနေတယ်ကိုယ်လုံချင်အောင်ကိုယ်လုံနေကြတဲ့သူတော်တော်များကိုကျွန်တော်တွေ့ရတယ်။ဒါဆိုဒီနေ့မိတ်ဆွေတို့မအောင်မျိုးနောက်ပေါ်ကျတော့ဆက်မောကထွက်သွားတဲ့အခါဘာပြောလဲဆက်ဆက်မမကောင်းဘူး။ဆက်ဆက်မမလုံနေတဲ့ခေါင်းဆောင်တွေမကောင်းဘူး။ ဒီနေ့ကိုမကောက်ကြတော့ကိုကိုကိုကြတော့ဘာတစ်ခုမှမပြောဘူးအကောင်လုံးကကိုကောင်းတာရေးပဲသူတို့ကအလုပ်တစ်ခုလုပ်တဲ့အခါမှာကိုတယောက်တည်းပဲကောင်းတယ်လို့မထင်နဲ့အဖွဲစစ်ကောင်းတယ်လို့လည်းမထင်နဲ့ကျွန်တော်တို့ကအကဆက်ဆက်မောကမိသားစုစီပွားရေးလို့မျိုးပဲကျွန်တော်တို့ကအသေးနဲ့အဖွဲစစ်နဲ့ကျွန်တော်တို့ကအလုပ်လုပ်ရတယ်စီပွားရေးတစ်ခုဖြစ်တယ် ဒါဆိုဒီနေ့ကျွန်တော်တို့ရဲ့ခါမှာအဖွဲစီနဲ့အလလုံးတဲ့ဖိုးလေးလိုအပ်တယ်အဖွဲစီဘယ်ကိုသွားလဲကိုလေးလိုက်ဖို့လိုတယ်အဖွဲစီဘယ်နေရာရှိတယ်ကိုလေးသွားဖို့လိုတယ်အဖွဲစီဟိုနေရာမှာရှိတယ်ငါဒီနေရာမှာကြောက်တယ်အဖွဲစီဟိုဘက်သွားတယ်ငါဒီဘက်သွားမယ်ဆိုရင်အဲ့ဒါဆိုရင်မိတ်ဆွေတို့လမ်းမဒါဆိုရင်ဒီနေ့မိတ်ဆွေအဲ့ဒီလိုမျိုးအရာတွေမိတ်ဆွေမှာရှိပြီဆိုရင်ဆီကပြုတ်ပြင်ရမယ်အများဆုံးပြောင်းလဲရမယ်အများဆုံးပြုတ်ပြင်ရမယ်မိတ်ဆွေဆက်ဆက်မမသုံးလေးကနေပြီးငါးညမှာဒိုင်းမွန်ဖြစ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့အသိအဖွဲစီဟာအမှန်ရှိတယ် ကိုယ့်ရဲ့အသွင်ဖွည့်စိဟာဘယ်လိုမျိုးအလုပ်လုပ်နေတာလဲကိုယ့်ရဲ့အသွင်စိဟာဘယ်ကိုသွားတာလဲကိုကသူတို့နောက်မှာအမြဲတမ်းရှိနေဖို့လဲသူအဲ့ဒီကိုယ့်ရဲ့အသွင်အဖွည့်စိကိုဟာအတူတူရှိနေတဲ့သူတယောက်ဖြစ်ဖို့လိုတယ်ကိုဟာအဲ့ဒီလေမင်းအဖွေစင်းနဲ့အတူတူရှိနေတဲ့သူတယောက်ဆိုရင်သိချရတဲ့မိတ်ဆွေဆက်ဆက်သမားနှစ်နှစ်မှသုံးနှစ်အတွင်းမှာဒိုင်မွန်ဖြစ်မယ်ဆိုတော့ကျွန်တော်တရားခလုံးပြောရေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ကိုကျော်ဆန်းဖြစ်ပါတယ်